အဲအကျင့်ဆုံးကတော့သုတိတည်မှာပဲအော်သုတိရဲ့အကျင့်ဆုံးကတော့ပြေပါ။အာ။တော်နေရတယ်ရလဲဆိုပြီးတော့ honeymoon မှာပဲ။ဘာလို့လဲနှစ်ယောက်တည်းအသွားတယ်။အဲ့လိုမျိုးလို့ဆိုပျော်စရာကြီးဆိုတော့လောကဟိုဘယ်လိုပြောလဲကိုယ့်တက်ကကိုယ့်နေတက်ကအဲ့လိုမျိုးနေတိုင်းက honeymoon လို့ပါပဲဟုတ်။ဒါပေမဲ့ဟိုတီးတက်လဲထွက်အောင်မှာပါဟုတ်။ဖုန်းမလို့လား။အမှန်ပါ။ Don't want to say အဲ့လိုလေးပေါ့အနှစ်ယောက်စလုံးကပျော်ရွှင်မှုကိုပို့ပြီးတော့ဦးစားပေးရယ်စိတ်ချမ်းသာမှုအဲ့ဒါလေးကိုတော့ဦးစားပေးရယ်အလုံးပဲမိကလာပါလို့ကျွန်တော်ကပြောဆက်ချင်ပါတယ်ခင်ဗျာဒီနေ့ကတော့ဒါ တတိတန်ဖို့မြန်မာရဲ့ပေါ့နော်ဟိုနော်ဘယ်မြို့မှာရှိတဲ့ဒီ Ocean Super Salon ပေါ့ဒီပြုလုပ်တဲ့ဒါဟိုဒီဟိုစိတ်နဲ့ကြောက်တဲ့အထူးစည်းရုံးပွဲတော်ကြီးမှာဒါကျွန်တော်တို့နေ့ရက်နေပြီးတော့ပါဝင်ပြီးတော့မှတက်ရောက်ကြဖြစ်ပါတယ်ခင်ဗျာโอเคပြပေးပါဦး ဟုတ်ကဲ့ဒါဒီနေ့ကတော့စပီရိုမော်လမြိုင်မြို့မှာကျင်းပတဲ့လက်ကီဒိုင်းမွန်မြန်မာရဲ့ပေါ့နော်ဒါမော်လမြိုင်ရဲ့အထူးစီရပွဲတော်မှာဒါစပီရိုနှစ်ဦးကလေပြည်သက်တွေတဲ့အတူတူဒီနေ့မှာရှိနေတာဖြစ်ပါတယ်ရှင်။အဲမတူလဲတော့ဘာလို့မပြောဆောင်ဘူး။အဲအကျိုက်ဆုံးကတော့စပီရိုတင်ပါမယ်။အော်စပီရိုအကျိုက်ဆုံးပါရော။ဘယ်လိုရပါ။ဟုတ်ပြီဟုတ်ပြီဘယ်လိုတော့လဲ အဲစစခါတာတိုင်မင်ထားတာပေါ့နော်အဲ့ဒါတော့ရှိရဲဘာဆိုဆိုပြီးတော့ကလည်းဟိုဘယ်လိုပြောမလဲကိုကိုတိုင်းလဲ fit ဖြစ်ပြီးတော့ဟို fit ဖြစ်တယ်ဆိုတာအဲ့လိုပြောပါဘယ်လိုပြောမလဲအခုဆိုနာစီ6ဆိုးလေးရှိနေတော့အဲ့ဒါလေးလည်းနည်းနည်း fit ဖြစ်ပြီးတော့နောက်ပြောဆိုပြီးတော့လက်ခံထားအလုပ်ကလေးအရင်လက်ခံထားဟာလေးတွေကိုလည်းဆိုပြီးတော့ဟိုဖြတ်ပေးရတာမျိုးလေးတွေလည်းရှိရဲပေါ့နော်ဆိုတော့အဲ့ဒါလေးတွေပြီးလို့ရှိရင်တော့ဆိုပြီးတော့နှစ်ယောက်လည်းဒါ relax ပေါ့နော်အဲ့လိုမျိုးလေးသွားဖို့အတွက် အဆီဇင်ထားပါတယ်ဒါပေမဲ့ဆိုဖီရဲ့စိတ်ထဲမှာတော့အခုသွားနေတာတွေကလည်းဆိုဖီအတွက် honeymoon မှာပဲဘာလို့လဲနှစ်ယောက်တည်းသွားတယ်ကိုသွားချင်တဲ့နေရာသွားတယ်ကိုစားချင်တာစားတယ်အဲ့လိုမျိုးဆိုတော့ပျော်စရာကြီးဆိုတော့လောကဟိုဘယ်လိုပြောလဲကိုတက်ကကိုရီတက်ကတော့အဲ့လိုမျိုးနေတိုင်းက honeymoon လို့ပါပဲဟုတ်ဒါပေမဲ့ဟိုတီးတက်လဲထွက်အောင်ပါဟုတ်ထွက်အောင်လို့လားအမှန်ပါ ာပေါ့ဒါပေါ့ကျွန်တော်ရေပြောပြပါဦးဘာရဲ့အဲ့လိုမျိုးဖြစ်တဲ့စိတ်ကလေးပေါ့နော်ကျွန်တော်လည်းအဲ့တိုင်းပါပဲအတူပါပဲဟိုဘုရားနေ့ရက်တန်းကတော့ဒါကျွန်တော်တို့အတွက်ကဒါဟန်နီမူကြီးစင်ပါပဲအဲ့လိုပဲစိတ်ထမ်းတာဟိုဖြစ်နေပါဘူးဟုတ်ပါဘူးကြရတယ်ဒါပေမဲ့ရှိသူတွေအနေနဲ့ပေါ့နော်အခုကြာတော့ပြန်ရွေးပြောင်းကြည့်နေမြတ်ပြောက်ပြီဆိုတော့ခေတ်သားချက်လေးရတယ်မိသမီးတယောက်နဲ့ဘယ်လိုလေးတွေရောပြောင်းလဲတော့ရခိုက် အိမ်တော်တစ်ခုကိုတိဆောက်လိုက်ပြီဆိုတော့အပေါ်မှာတော့ဟိုအရင်ထပ်ပို့ပြီးတော့ဒါဘယ်လိုပဲဖြစ်ဖြစ်အရင်ထပ်ပို့ပြီးတော့ပူရေးကြက်ရမယ်အပို့ပြီးတော့ဒီအိမ်တော်တစ်ခုကိုတိဆောက်ဖို့အတွက်အများကြီးပေါ့အများကြီးပေါ့အများကြီးဆိုတာဆုပြပြောတဲ့အထက်မှာဒါဆုပြပြောတဲ့မှာအရင်ကျေပြန့်ပါတယ်အများကြီးပေါ့ဆိုတော့အဲ့ဒါကတော့ဆုပြတောက်တယ်မဟုတ်ဘူးကိုငယ်ရောဆုပြရောနှစ်ယောက်စလုံးရဲ့စိတ်မှာတော့အဲ့ဒါအိမ်တော်တစ်ခုတိဆောက်ထားတာပြည့်တော့ကြပြီလို့အဲ့ဒီအိမ်တော်ကိုအကောင်းဆုံးပေါ့နော်တိဆောက်ခြင်းနဲ့ ဓိကနှစ်ယောက်စလုံးရဲ့ဟိုကြီးမန်းချက်ကတော့တစ်ယောက်တစ်ယောက်ပျော့ပျော့ရှိရှိနဲ့အများနဲ့လည်းပြောတဲ့စကားရှိရဲ့အဲကိုငယ်ဆိုလည်းမြတ်ပြောတယ်ကိုလေးနှစ်ယောက်ပျော့ပျော့ရှိရှိတတ်တိုင်းပြပြလေးနဲ့အဲ့လိုမျိုးပေါ့အများနဲ့နေသွားမယ်အဲ့လိုလေးပေါ့အနှစ်ယောက်စလုံးကပျော်ရွှင်မှုကိုပို့ပြီးတော့ဦးစားပေးရယ်စိတ်ချမ်းသာမှုအဲ့ဒါလေးကိုတော့ဦးစားပေးရယ်ဆိုတော့အိမ်တော်တစ်ခုမှာအဲ့လိုလေးပဲဟိုဘယ်လိုပြောမလဲ A to B မြတ်အဲ့လိုအေးအေးချမ်းချမ်းလေးပဲနေသွားကြတယ်ပေါ့အဲ့အတွက်ကိုလည်းဒါကိုရီးယားဆလုံးမှာတော့တာဝန်ရှိပါတယ် ချစ်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆိုပြီးတော့အနေနဲ့တော့တို့ပညာအလုပ်ကလေးတွေကတော့ကိုကဆက်ပြီးတော့လုပ်ဖြစ်နေဦးမှာပါဆက်ပြီးတော့လုပ်ဖြစ်နေမယ်ပြည်သက်တွေနဲ့လည်းအခုလိုမျိုးအပေါ်တက်ကလေးလည်းအများကြီးရှိရဲဆိုပြီးတော့ပြည်သက်တွေနဲ့ပျော်ပျော်ရွှင်ရွှင်လေးတွေပေါ့တော့တွေးဆောင်ဖို့လည်းအများကြီးရှိပါတယ်ရှင်ဆက်ပြီးတော့တို့ပညာအလုပ်တွေကိုလည်းဆက်ပြီးတော့ကြိုးစားအောင်ပါဟုတ် အာအရေးကြိုက်ပါတယ်ဒါကတော့စပြုတ်ဝတ်ထားတာစိတ်ငယ်တွေပေါ့နော်ဒီနေ့ကစိတ်ငယ်တွေဝတ်ထားတဲ့ကိုငယ်ရောစပြုတ်ရောဒီကဆလောကဒီနေ့ကိုစိတ်ငယ်လေးတွေဝတ်ဆင်ထားတာပါဟုတ်ကဲ့ပါခင်ဗျကျွန်တော်လည်းသဘောကျပါတယ်အာအခုသူတို့ရှိတာဘုရားပေါ်ဆွဲကျူးဟန်ချေဒီလက်စွပ်ပေါ့နော်ဟိုတကလုံးသဘောကျပါတယ်နော်အဲ့ဒီမှာတော့လက်စွပ်လေးဥပ္ပါနော်ဒီဒီလက်စွပ်လေးဥပ္ပါပုံပြီးတော့မှသဘောကျတယ်ဟုတ်ကဲ့ကျွန်တော်လည်းလျှောက်ကြပါနော် စစ်ကအပိဓာလည်းခုကဘယ်မှာတိတိကျကျစတဲ့ဈာန်ကြီးလဲကျောင်းမြတ်ကသူ့ဘက်ကျစ်တယ်ပဲပြီးတော့တယောက်ချင်းစီအပိဓာလည်းခုတည်းအားလုံးကိုလည်းကျွန်တော်ကသူ့ဘက်ကျစ်တယ်ပဲပြီးတော့ခရီးရတယ်မှာလည်းအမြဲတမ်းကုသနေပါချမ်းမချမ်းသာသာဈေးလို့ပဲကျွန်တော်ကစူတိုင်းပြောတာပါကျေးဇူးအများကြီးတပါတယ်